မင်္ဂလာနံနက်ခင်ပါဂျေစုဘီယူနာမြတ်တာတော်နဲ့ရင်သက်ချင်းလွမ်းချုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နဲ့တွဲပူခြင်းကတော့24ဒီဂရီရှိပြီးတော့မှ28ဒီဂရီရှိတယ်လို့ခန့်သားရရှိနေပါတယ်လူလူရေသွေးကတာမန်ဖြစ်ပါတယ်တနိတာလုံးတွဲနေရာနဲ့ပြားမိုးတစ်ချုံရွာနိုင်ပြီးတော့မှမြင့်ဆုံးပူချင်းကတော့29ဒီဂရီရှိမှာဖြစ်ပါတယ်။နေ့စဉ်ဝိပြုချင်းလင်းပြနိုဝင်ဘာလ9ရက် သတင်းဝိနေနေ့2025တင်သည်ရှေးဦးစွာသောချစ်ချင်းမြတ်တာရော့ပြီးဒီကချက်ဓာရိတ်ကျမ်းမှာခွန်အားယူစရာများ အပိုင်းကဆက်ရံကျမ်းချက်ဓာရိတ်ကျမ်းခန်းကြီးနေခန်းငယ်တင်မှာခုနှစ်အေဖဲမြို့၌ရှိသောတင်းတော်ဤတမန်ကိုဤသို့ရေး၍မှာလိုက်လောလက်ရလက်၌ကျဲခုနှစ်လုံးကိုဂံ၍ရွှေမီးခွက်ခုနှစ်လုံးလည်၌သွားလာသောသူဤအမိန်တော်ကတင်ချင်းချင်းချင်းပင်ပန်းစွာလှူဆောင်ခြင်း တီးခံခြင်းကိုငါသိ၏သင်သည် မတရားသောသူတို့ကိုလက်မခံနိုင်ကြောင်းကို၎င်းတမန်တော်မဟုတ်ဘဲတမန်တော်ဖြစ်ရောင်ဆောင်သောသူတို့ကိုစစ်ဆေး၍လဲ့ပြားသောသူဖြစ်သည်ဟုသိကြောင်းကို၎င်းခန္ဒီနှင့်ပြည့်စုံ၍ငါ၏နာမကြောင့်စင်ရဲခံ၍အာမရော့ကြောင်းကို၎င်းငါသိ၏သို့တော်လည်းသင်သည် ရှေးဥစွာသောချစ်ချင်းမေတ္တာရော့ပြီးဟု သင်၌အပြစ်တင်စရာရှိ၏ထို့ကြောင့်သင်သည် မရွေလျော့မီအရင်တရာရက်ကိုအောင်းမေလော နောင်တရလော ရှေးဥစွာသောကျင့်ကိုကျင့်လောသို့မဟုတ်တင်ရှိရာသို့ငါသည်အလင်းအမြန်လာမီ နောင်တမရလင်တင်ဤမိကွက်ကို နေရာမှရွှေ့မီသို့တော်လဲငါမုံသောနိကောလာတပေတို့၏ကျင့်ကိုတင်လဲမုံသည်ဟုပြောစရာရှိ၏ဝိညာဉ်တော်သည်တင်းတော်တို့အားအဘယ်သို့မိန်တော်မူသည်ကို နားရှိတော်သူမိသည်ကကြားပါစေ ရှင်သူသည်အောင်မြင်၏ထိုသူသည်ငါဤဖျားသခင်ပရတိတုဥယင်၌ရှိသောအသက်ပင်ဤဒီကိုစားစီခြင်းကငါအခွင့်ပေးပြီကောလောသဲဩဝါဒစာခန်းကြီး၃ခန်းငယ်၁၄လင်ချင်းဖွဲ့စည်းသည်ဟူသောချစ်ချင်းမြတ်တာကိုထပ်၍ယူတင်ဝတ်ဆောင်ကြလော့ရတိကျန်ခန်းကြီး၂နဲ့၃သည်တင်းတော်ခုနှစ်ပါးကိုရေးပြလိုက်တဲ့စာရဖြစ်ပြီးတော့မှပုံစံတိတိကျကျရှိတယ် ထမအုပ်ဆုံးအနေနဲ့စာကိုရေးပေးလိုက်တဲ့အသင်းတော်ရဲ့နာမည်နဲ့အသင်းတော်ရဲ့တပံတော်ကိုညွှန်နေတယ်။ဒုတိယအနေနဲ့တခင်ရှုကသူ့ကိုယ်သူမိတ်ဆက်တဲ့တတိယအနေနဲ့အသင်းတော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှအချင်းချင်းဖော်ပြတယ်။အဘရမအသင်းတော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တခင်ရှုရဲ့ဆုံးဖြတ်ချက်ကိုဖော်ပြတယ်။အဘရမအသင်းတော်ကိုတခင်ရှုဘာဖြစ်စေခြင်းလဲဆိုရက်တခင်ရှုရဲ့အမိန့်တော်ကိုဖော်ပြတယ်။နောက်ပိုင်းမှာအားလုံးအတွက်ထွေထွေတိုက်တွန်းချက်နဲ့ အောင်မြင်သူတွေအတွက်ရရှိမဲ့ဆုလက်ကတိကိုဖော်ပြတဲ့ပုံစံမျိုးနဲ့သွားပါတယ်။သခင်ရှုသည် သူ့ရဲ့အသင်းတော်တိုင်းကို သူသိတယ်၊သူစိတ်ဝင်စားတယ်၊သူပြောချင်တဲ့အမိန်၊သူညွှန်ကြားချင်တဲ့အရာတွေရှိသလို သူပေးအပ်မဲ့ကတိစကားတွေအသီးသီးရှိတာကိုလည်းကျွန်တော်တို့သိရှိရပါတယ်။ဒီဗျာဒိတ်ကျန်ခန်းကြီးနေခိုင်းငယ်တက်မှာတော့အေဖဲမျိုးကိုညီညွတ်ပြီးတော့မှအေဖဲမျိုးရဲ့အတင်းတော်တမန်တော်လို့ဆိုရဲအေဖဲမျိုးရဲ့ခေါင်းဆောင်တော်မဟုတ်အတင်းဥစ္စာကို ညညွန်းဘရမရေးခိုင်းတယ်။အဲ့ခေတ်ချိန်တုန်းကအေဖဲမျိုးသည်အလွန်ထင်ရှားကြော်ကြားတဲ့မျိုးဖြစ်တဲ့ဘာသာရေး၊ပြင်ကျင်းမှု၊စီးပွားရေးမှာအချက်ချာကြတဲ့နေရာတစ်ခုဖြစ်တယ်။ကမ္ဘာအံပွဲခုနှစ်တွယ်ထဲမှာပါတဲ့နတ်ဘုရားမဒိုင်ယန်နာရဲ့ဗိမာန်ကြီးလည်းရှိတဲ့နေရာဖြစ်တယ်။ဒီအေဖဲမျိုးကတင်းတော်ကိုရေးလိုက်တဲ့စာထဲမှာသခင်ရှုကသူ့ကိုယ်သူမိတ်ဆက်တဲ့အခါမှာကျဲခွန်းလုံးကို깟ထားပြီးတော့မှ ဘီကွက်ခုနှလုံးလဲမှာသွားလာတဲ့သူရဲ့မိန့်တော်လို့ပေါ်ပြပါတယ်။တင်းတော်ကိုစိတ်ဝင်စားပြုမှအဓိကစောင့်ကြည့်နေတယ်။တင်းတော်ရဲ့တမန်တော်တွေဖြစ်တဲ့တင်းဦးဆရာတကူလည်းသူ့ရဲ့လက်တော်ထဲမှာကင်ထားရဆိုတဲ့အကြောင်းကိုပေါ်ပြပါတယ်။အေးဖက်တင်းတော်ရဲ့အကြောင်းကိုပေါ်ပြတဲ့အခါမှာသူရဲ့လှုပ်ဆောင်ခြင်းကြံမှုတွေသူရဲ့တီးခန့်ခြင်းတွေသူရဲ့ပင်ပန်းခြင်းတွေကိုသခင်ယေရှုသိတယ်။မတရားတဲ့သူတွေကိုလက်မခံဘဲသခင်ယေရှုသိတယ်။တမန်တော်မဟုတ်ဘဲနဲ့တမန်တော်ဖြစ်ရောင်ဆောင်တဲ့သူတွေကိုလည်း စစ်ဆေးပြီးတော့မှလှည့်ပြတဲ့သူဖြစ်ကြောင်းကိုအေဖက်ကတင်းတော်ကလူတွေကောင်းကောင်းသိတဲ့အရာကိုသခင်ယေရှုဖော်ပြတယ်။အဲတော့ကျွန်တော်တင်းတော်တွေကလည်းသခင်ယေရှုကြည်နေတယ်သခင်ယေရှုသိနေတယ်ကိုယ်လုံလုံနေလားမလုံနေလားသခင်ရှုသိတယ်မတရားတဲ့သူတွေမှားယွင်းတဲ့ဩဝါဒကိုပြောတဲ့သူတွေတမန်တော်ရောင်ဆောင်ထားတဲ့သူတွေကိုကိုယ်လက်ခံလားမလက်ခံလားဆိုတာကိုသခင်ရှုသိနေတယ်ကြည်နေတယ်ဆိုတာကိုကျွန်တော်တို့သတိပြုဖို့ဖြစ်ပါတယ် သက်ဆက်ထဲမှာပဲတီးခန့်ခြင်းပါရမီနဲ့ပြည့်စုံပြီးတော့မှသခင်ရွှေနာမကြောင့်အားမလျော့ပဲနဲ့ဆက်လက်ပြီးတော့မှဒီလိုမျိုးစိန်ခေါ်မှုတွေကြီးကြီးတွေကြားထဲမှာအေဖက်တင်တော်ယက်တီရှင်တန်ကြောင့်ကိုသခင်ရွှေသိနေတယ်။သို့တော်လည်းပဲအေဖက်တင်တော်ဒီအရင်ချစ်ချင်းမြတ်တာရော့နေတယ်။လှုပ်လှုပ်တယ်ကြိုးစားတယ်နှိမ်ချတယ်သို့တော်လည်းပဲချင်းချင်းချစ်ချင်းမြတ်တာရော့လာတယ်ဆိုတဲ့အကြောင်းကိုသခင်ရွှေပေါ်ပြသတိပေးပါတယ်။ နောက်ဆုံးလုံးဝမမေ့ရော့ခင်မှာအရင်ရှိခဲ့တဲ့နေရာအရက်ကိုပြန်သွားဖို့ရင်သခင်ယေရှုတိုက်တွန်းတယ်။နောင်တရပြီးအရင်ကကျင့်ခဲ့တဲ့အကျင့်တွေကိုပြန်ကျင့်ပြီးတော့မှ နေထိုင်ဖို့အဲ့လိုမှမဟုတ်ရင် သခင်ယေရှုကအလိမ်မြန်လာမယ်။ကောင်းနေလာခြင်းတော့မဟုတ်ဘူး။သူတို့အတွက်ကိုစီရင်တဲ့ပုံစံမျိုးနဲ့ကြွလာမှာဖြစ်တယ်။ဒီမေတ္တာရော့ပါတဲ့အရာကို နောင်တမရဘူးဆိုရင်တော့မိကွက်ကိုနေရာမှာရွှေ့မယ်။သူတစ်ဖြင့်ဒီအသိတော်ကိုပါ ွှေ့လိုက်မယ်ဆိုတဲ့သဘောကိုပြောခြင်းဖြစ်ပါတယ်။ဒီထဲမှာအောင်မြင်တဲ့သူတွေရှိရင်တော့သူကိုဘုရားသခင်ရဲ့ပရတိတုဥယျမှာရှိတဲ့အသက်ပင်အသီးကို စားရခွင့်ကိုပေးမယ်လို့ဖော်ပြပါတယ်။အောင်မြင်တဲ့သူသည်ဘုရားသခင်နဲ့ပြန်လည်တည့်မြတ်ခြင်းသာဝရအသက်ကိုရရှိခြင်းနဲ့တကွကဘာဥစရေကဆုံးရှုံးသွားတဲ့အသက်ပင်ရဲ့အသီးကိုစားရတဲ့ခွင့်ကို သူ ပေးမယ်လို့ပေါ်ပြပါဗျာ။ အောင်မြင်တဲ့သူသည်ဖျားပေးတဲ့ကောင်းကြီးသာဝရသက်ကိုဖျားကိန်ဝတ်တဲ့ရက်ဒေတာမှာသာဝရစံစားခွင့်ရှိမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။တလက်စုတောင်းကြပါစို့မြစ်တော်ရှင်သခင်သာဝရမြတ်စွာသောဘုရားသခင်ဒီမနက်ခင်းတည့်တွယ်ကိုရောကိုယေရှုတင်ပါတယ်ဒီမနက်ခင်းမှာလူထရှင်သနာသူတွေအားလုံးကိုရောရှင်ကောင်းကြီးပေးပါဘုန်းတော်ထင်ရှားတဲ့တတပိုင်းရှင်တွေတည်တည်ဖြစ်စေပါအကိုချစ်ချင်းမြတ်တာတွေကိုပြန်လဲပြမရရှိစေပါမြည်ကြောင်း မာစာပါစုံလင်သောဖွဲ့စည်းတည်ဟုသောချစ်ချင်းမေတ္တာကိုမြဲရမဲ့ယူတင်ဝတ်ဆောင်လက်ကိုယ့်ရဲ့လှုပ်ဆောင်မှုတိုင်းကိုယ့်ရဲ့တင်းတော်မှာပါဝင်မှုတိုင်းမိသားစုထဲမှာလှုပ်ဆောင်မှုတိုင်းရရွာရဲ့ကိစ္စတွေမိမိရဲ့ယုံနေအလုပ်တွေမှာလှုပ်ဆောင်မှုတိုင်းမှာချစ်ချင်းမေတ္တာဖြင့်ပြည့်စုံသောတတ်တာပိုင်ရှင်နေသည်သည်ဖြစ်စေတော်မူပါမြတ်ပြည်ကြီးကိုလည်းကိုယ်ရဲ့ချစ်ချင်းမေတ္တာဖြင့်လွှမ်းခြုံတော်မူပါမုံတီးခြင်းနေမနာလိုခြင်းနေလောဘလွန်ကျူးခြင်းနေ အကြံဖက်ခြင်းတွေမှာဒါသမျိုးပြည်သူပြည်သားတဲ့အားလုံးကိုကွယ်ကာလဲကယ်နှုတ်တော်မူပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖျားရင်နာမတော်မြတ်ကိုပြုလက်သနာခံဆုတောင်းကြပါရစေဖခင်အာမင်